ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ခုနငယ်ချင်းချမ်းမှာသွားတာကျိုးစရာတွေခူးလာတော့ကျွန်တော်ဒီနေ့ငပိချက်ချက်မယ်ငပိချက်ကတော့အလွယ်ဆုံးပဲပစ္စည်းလည်းဘာမှမပါဘူးမှချက်တော်နေရခင်ဒီနေ့နှလုံးလောက်ရဒီစိမ့်စားငပိပေါ့အဲ့ဒါရေငပိချက်ကိုအလွယ်ဆုံးလေးလေးနဲ့ချက်ပြမယ်ကဲငပိချက်ဆက်ချက်ဖို့ပြင်ဆင်မယ်ရင်းဆုံးချက်တော်နေကိုနည်းနည်းစပါးလေးစီးတယ်ပြီးရင်ခင်ကျင်တိကိုလည်းလေးမယ်ဟုတ်ကဲ့ တော်နေရခန့်ကျင်နေရရှိပြီဆိုတော့အခုသူချက်ဆက်ချက်အလုံးစီထဲမယ်စီမင်းများလေးထဲမယ်ဆွနေမောက်ထဲမယ်ပြီးတော့လီရတဲ့ချက်တော်နေထဲမယ်ချက်တော်နေနေနွမ်းလာပြီဆို ရောင်တင်မောက်ထဲမယ်ခင်းရင်ဒီလီဒါတာထဲမယ် ။တပိချက်ချက်တာဆိုတော့ပြင်မှာပဲထွက်ပြီးချက်လိုက်တယ်။အိမ်ထဲမှာချက်ရင်တော့နာနေဆိုတော့ချင်းကျင်ဒီကဖုံးအုပ်ပြီးချက်ရင်နည်းနည်းလေးဟိုလိတ်တာမြန်တာပေါ့။နည်းနည်းလေးချင်းကျင်ဒီလေးခြေပြီးလိတ်အောင်ဖုံးအုပ်ပြီးခဏချက်ထားလိုက်။ချင်းကျင်ဒီကိုလိတ်အောင်ချက်ထားတော့မှခုနထိုင်းစိမ်းစမ်းပြီးကိုဘူလိုချက်တော့ထည့်ပြီးတော့ရည်လေးနဲ့နည်းနည်းကြည်အောင်ဖြော်ထားလိုက်။ဟိုဖုံးပြန်ဖွင့်လိုက်ပြီ။ မဆင်းရင်ဒီအဲ့ဒါကိုပို့ဝေးချင်တာနည်းနည်းလေးချီလွယ်တော့ဒီချီလွယ်ဆက်ပြီးတော့ရောင်းမလေးနဲ့လိုလိုဖြည့်ပေးလိုက်လို့ချင်တာနည်းနည်းချီချင်းကြည့်ဒီလေးတွေတော်တော်လေးလိတ်လာပြီဆိုတော့ခုနဒီဖြော်ထားတဲ့စိမ်းသားငပြုတ်ထဲပါမယ်ချုံမုတ်နည်းနည်းထဲမယ်စားလေနေနေတယ်မြပိကငန်းလေဆိုမဲ့ စားရမှာတော့တော့စားရနေတယ်။ဒီတော့ဒီဟာကိုနည်းနည်းရေလေးခန့်ပြီးတော့မပိစိတ်နဲ့လေးနည်းနည်းပြောက်အောင်နားလေးမီးအီးလေးနဲ့ချက်ပြရမှာ။ကြယ်ဒီလောက်ဆိုရင်တော့အရာကြီးအရေးလေးနည်းနည်းခန့်သွားပြီးမပိစိတ်နဲ့လေးပြောက်သွားလို့ဆိုတော့ရပါပြီ။ဒီငပိချက်လေးကတော့အရန်လွယ်တယ်။ကြိုက်တဲ့ပူတူစရာလေးနဲ့စားလို့ရတယ်သူကြလေးနှွေဖြောတာဖြစ်ဖြစ်စိတ်တူတာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်စားလို့ရပြီလွယ်တကူချက်လို့ရတယ်ပြည့်ချက်လေးပစ္စည်းပစ္စည်းလည်းဘာမှမပါဘူးချက်တော့နေရဲ့ချင်းချင်းတီးလီရတာရဲ့ပြည့်တာပဲအရင်ဆုံးလေးပဲကဲပြည့်ချက်တော့ချက်ပြီအဲ့ခုကတော့ကစွန်ရဲ့ကြော်မယ်ကစွန်ရဲ့လည်းသူ့ချန်နဲ့ပဲခုလာတာပီချန်နဲ့ကစွန်ရဲ့ကြော်နဲ့သူ့စရာစုံနဲ့ဆိုတော့စားလို့ကောင်းပါကစွန်ရဲ့ကြော်တာတော့လွယ်တယ် ီထည့်ထားတဲ့စီပူလာပြီဆိုကြက်တုန်ကြီးဓာပြရိုက်ထားတာဆင်းနေပနင်းမုတ်နဲ့နဲ့ထည့်နေပြီးတော့ကစုံရက်ကိုရီစီရတာထည့်ပါမယ်ချမိုးနေငယ်ထည့်မယ်စားနေငယ်ထည့်မယ် ကစွန်းရကြော်လိုက်ရပြီကစွန်းရကအကြာကြီးကြော်စရာမလိုခက်စင်စင်လေးပဲကြော်လိုက်တယ်ခွေးတော့ရကိုရင်းသွေးပူပူတဲ့ဖြတ်ကျုပ်လိုက်မယ်ခွေးတော့ရပြုတ်လာလဲရပြီဆယ်ထုတ်လိုက်တော့မယ် ဒီရင်ွေးပူပူထဲမှာပဲပေါပန်းပြူရက်ကိုလည်းခါတဲ့ထည့်ပြုတ်လိုက်မယ်ပေါပန်းပြူရက်ကလည်းအကြာကြီးပြုတ်ဆရာမလို့ခက်စင်းစင်းလေးဖြစ်အောင်ခဏပဲရင်ွေးဖြောတယ်လို့မျိုးဖြောလိုက်မယ်ကဲအခုသမင်းစစားတော့မလားခုနကြိုရတဲ့ကစွန်ရက်ဒါခင်းတင်ဒီနဲ့ငပိစင်းစားချက်ထားတဲ့ငပိချက်အိုးလဲထားတာဘာမှချင်ရည်ဒါတော့တိုးစရာစုံပူစီနိုင်ရယ်ဂွေတော့ရွက်ရယ်ပေါပန်းပြူရက်ပြုတ်ထားတာ ဒါကုနာစက်ကလပ်မှာဝင်လာတဲ့စတာဖောင်းမို့စတာကင်းဒီနေ့ကတော့မှကျွန်တော်ပြတိတနတ်နည်းနည်းထည့်ထားတယ်ကျွန်တော်အဲ့လိုဇလုံနဲ့စားမှအားရတာကဲမစစားတော့မယ်ဗိုက်စားမယ် ပိချက်ကလေးနဲ့တိုးစရာအစုံနဲ့တိုးစရာလည်းလက်လက်ဆက်ဆက်ဂျန်နဲ့ကခူးတာတွေလည်းဆိုတော့ရန်စားလို့ကောင်းတယ်။ကစွန်းရဲ့ကြော်လေးနဲ့အตาဟင်းအောင်သိမ့်မလို့။ကဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်။ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like နဲ့ subscribe လုပ်ပြီးအားပေးကြပါဦးလို့နောက်ဗီဒီယိုမှာပဲပြန်တွေ့မယ်နော်။ Bye bye ။